ကချင်ပြည်နယ်မုံကြီးခရိုင်မုံကြီးမြို့နယ်အင်းတော်ကြီးဒေသမမုံကိုင်းကျေးရွာအနီးမှာလက်နက်ကိုင်ဖွဲ့စည်းများနဲ့စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်း၍ရွှေတူးဖော်ခြင်းများအလွန်ကျွံပြုလုပ်နေ၍လေယာလုပ်ငန်းလုပ်ကိုင်သူတောင်တူအများအပြားအခက်အခဲများနဲ့ကြုံတွေ့နေရတယ်လို့မမုံကိုင်းကျေးရွာနေပြည်သူများထံကသိရပါဗျ။ ်အင်းတို့ကြီးဒေသမမုံကိုင်ကျေးရွာအနီးမှာလက်နက်ကိုင်ဖွဲ့စည်းများအားလိုင်းကြီးပေးဆောင်၍ရှူတူးပေါ်ခြင်းများအလောကျုံပြုလုပ်နေခြင်းတို့ကြောင့်လေယာမီများအတွင်ရှိရွှင်ရည်များရေစိုးရည်ညင်းများစီးဝင်နေ၍စပါးခင်းများပြက်စီးနေတယ်လို့မမုံကိုင်ကျေးရွာနေပြည်သူတို့ကဆိုပါတယ် အခုကောင်နှွေစပောင်းစိုက်ပြူရတော့မယ့်အချိန်ဟုတ်တယ်။ဒါပေမဲ့အရင်လိုစပောင်းအထွက်သွိုးဖို့မပြောနဲ့စိုက်ဖို့တော့အတော်လေးအခက်ကြုံနေရတယ်။လက်နက်ကင်ဖွဲ့စည်းများကလုပ်ငန်းရှင်တွေကိုရွှေတူးဖို့ခွင့်ပေးထားလို့အခုစပောင်းစိုက်ပြူဖို့မလွယ်တော့ဘူး။စိုက်ပြူသူတွေလည်းအရန်နေသွားကြပြီလို့အမိမဖော်လို့သူတို့ကဆိုပါတယ်။ မမုံကိုင်ကျေးရွာနီးရှိမြေလွတ်မြေရိုင်းများမှာလက်နက်ကင်ဖွဲ့စည်းများကခွင့်ပြုပေးခြင်းတို့ကြောင့်စီးပွားရေးလုပ်ငန်းရှင်များကရှေတူးဖို့ခြင်းအားဆက်ရနေရာကြီးများဖြင့်အလွန်ကျွံတူးဖို့နေ၍လေယာစပါးဆိုင်ခင်များအတွင်တို့ရွှွန်ရည်များရေစိုးရည်ညင်များစီးဝင်နေ၍လေယာပြည့်စည်ခြင်းများနဲ့ကြုံတွေ့နေရပြီးအဆိုပါဒေတာမှာလေယာလုပ်ငန်းလုတ်ကင်တူတိတိတသားရော့နေသွားတယ်လို့ဒေသခံများရဲ့ပြောဆိုမှုအရသိရပါတယ်။ အဆိုပါဒေတာမှာရွှေတူးပေါ်နေတဲ့စီးပွားရေးလုပ်ငန်းရှင်များကလက်နက်ကိုင်ဖွဲ့စည်းများအောင်လှဆင်ခြင်းများပေးဆောင်ရပြီးဘတ်ဖိုဒဇီလင်တလာကျပ်15ဒိန်ဖြင့်ပေးဆောင်ကရွှေတူးပေါ်ခြင်းအောင်ခွင့်ပြုထား၍အချို့ဒေတာများမှာတောင်တူလုတ်ကင်ခြင်းမရှိတော့ဘဲမြေယာများအားဈေးကောင်းရ၍ရောင်းချနေသူများပင် ရှိနေတယ်လို့သိရပါတယ်မမွန်ကိုင်ကျေးရွာအနီးမှာလွန်ခဲ့တဲ့၄နှစ်ခန့်ကတည်းကတရားမဝင်ရှုတူဖော်မှုများများပြားလာခဲ့ပြီ မိုင်းနှောင်ရွာနဲ့မမုံကန်ရွာတို့ကိုဆက်တွေ့ထားတဲ့ကတ္တရာလမ်းဘေးများတွင်ပေါမတန်ရှေတူးဖို့ခြင်းတို့ကြောင့်လမ်းများပြက်စီရတဲ့ဖြစ်စဉ်များလည်းဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အင်းတော်ကြီးဒေသရှိမမုံကိုင်းလုံးတုံမိုင်းနောင်နတ်ပတဲတေးရွာများအနီးမှာတရောင်းမွေရွှေတူဖော်ခြင်းများအားလက်နက်ကိုင်ဖွဲ့စည်းများကဆက်လက်ခွင့်ပြုထားပါကဒေသခံတောင်သူများဤလေယာများနှဲပါလာခြင်းနဲ့အတူတဘာဝပတ်ဝန်းကျင်တောတောင်ရေမြေများအပါအဝင်မြန်မာနိုင်ငံဤအကြီးဆုံးသောတဘာဝရေချိုအင်ဂျီတိန်ကောပြည့်စည်လာမီကိုဒေသခံများကစိုးရိမ်ရဲရှိတယ်လို့လည်းသိရပါတယ်။